ဒီတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာ strategy တွေကျွန်တော်တို့ဆက်ပြီးတော့မပြောခင်မှာဒီဟာလေးကိုဒီ၅ချက်ကိုတခြားမှတ်ကြမယ်ဘယ် strategy ကိုပဲရွေးရွေးဒီ၅ချက်အနည်းဆုံး၄ချက်ပေါ့နော်အဲ့ဒီပုံမှာမူတည်လို့ကျွန်တော်စဉ်းစားတယ်အဲ့တော့ဒါအရေးကြီးတယ် strategy စဉ်းစားတဲ့အခါမှာဒီဒီအခုကျွန်တော်အခုပြောမယ့်၅ချက်ဒီအရေးကြီးတယ်အဲ့ဒီပုံမှာပဲကျွန်တော်ကစဉ်းစားပြီး strategy ရွေးရယ် okay facts ပထမဆုံးက primary objective ငါတို့ဘာဖြစ်ချင်တာလဲဆိုရယ်ကိစ္စအဲ့ဒါစဉ်းစားငါတို့ဘာဖြစ်ချင်တာငါတို့ဘယ်လိုလုပ်မှာလဲဆိုရယ် object တွေအဲ့ဒါကိုစဉ်းစားပါပြီး market characteristic ဈေးကွက်ရဲ့သဘောသဘာဝအနေထားဘယ်လိုပုံစံလဲဆိုတာကိုလေ့လာအောင်အဲ second ဒုတိယမြောက်ရှုတော့တတိယရှုတော့က product characteristic ကိုယ့်ရဲ့ထုတ်ကုန်ရဲ့သဘောတရားကရောဘယ်လိုလဲဆိုတဲ့ဟာမျိုးဘယ်လိုအနေထားဖြစ်နေရလဲဆိုတဲ့ကိစ္စကိုလေ့လာအောင်ပြီးရင် competitor ရဲ့အနေထားရဲ့ကိုယ့်လုပ်ငန်းရဲ့ company ရဲ့အနေထားဟဲ့ပြောရရင်တော့ဈေးကွက်ရဲ့ product ရဲ့ company ရဲ့ competitor ရဲ့ပြီးရင်ကို company ရဲ့ရည်ရွယ်ချက်ဒါပဲ ဲ့ဒီရှူတော့ငါးခုပေါ်မှာမူတည်ပြီးတော့လေကျွန်တော်တို့က strategy ရွေးချယ်တင်တာဖြစ်ပါတယ်တကယ်ကျွန်တော်တို့ pioneer ဖြစ်ခဲ့တယ်ဆိုရင်တကယ် key strategy ၃ခုရှိတယ်အဲ့ key strategy ကဘာလဲပြောနံပါတ်၁က mass market penetration နော်ဈေးကွက်ကိုများများကျွန်တော်တို့အရှိမပြောခဲ့ပြီးသလိုပဲပေါ့နော်ဈေးကွက်ကိုများများမြင်မြန်နဲ့ကြီးကြီးမားမားဖူးဖောက်ဖို့နီးလန်းနောက်တစ်ခုက niche penetration ိုင်ယိုနီယာတော့ပိုင်ယိုနီယာပဲဒါပေမဲ့ကို့အတွက်အလားလာရှိတဲ့ဟာမျိုးယူပြီးတော့သွားတယ် niche penetration လုပ်ကြရတယ်နောက်တစ်ခု skinning and early withdrawal ပဲဈေးကတော့ဝင်ရတယ်ဒါပေမဲ့မြန်မြန်လေးကိုရအသင်တလောက်ကိုရနိုင်တဲ့အကျိုးနဲ့များများယူပြီးဈေးကတော့ချင်းချင်းပြန်ထွက်ကြရတယ်ပိုင်ယိုနီယာပိုင်ယိုပိုင်ယိုနီယာဆိုပြီးတော့စလိုက်တယ်ဒါပေမဲ့ဘောဆိုပတ်စံအများကြီးရမယ် target ကိုပဲပြစ်ပြီးတော့ပတ်စံတွေအများကြီး profit များများရအောင်စူးစမ်းပြီးတော့ဈေးကတော့ချင်းချင်းပြန်ထွက်ကြရ idea အဲအဓိကကအဲ့သုံးခုနဲ့ကျွန်တော်တို့ပိုင်ယိုနီယာဆိုရင်စဉ်းစားလို့ရမှာဖြစ်တယ် တော့အရှိမကျွန်တော်တို့ပြောခဲ့သလိုပဲကျွန်တော်တို့ဒီဟိုဈေးကွက်ကိုစဉ်းစားတဲ့အခါမှာဘယ်လိုနည်းရည်နဲ့ကျွန်တော်တို့စဉ်းစားလို့ရမလဲဘယ်ရရှုတော့ကနံပါတ်1 objective objective ကဘာလို့ဆိုရင်ဈေးကွက်တစ်ခုလုံးရဲ့ share မများအောင်ယူခြင်းနဲ့ဟဲ့စမ်းသုံးတဲ့လူများများဖြစ်လာအောင်လို့ဟောကျွန်တော်တို့အခုမှစမိတ်ဆက်တာ okay ဈေးကွက်ရဲ့သဘောသဘောကကြတော့ဈေးကွက်ကကြီးလာဖို့အလားအလာရှိတယ်ဈေးကွက်ကိုကြီးလိုက်တဲ့အခါကျတော့ဈေးကွက်ကကြီးလာမှရေဆိုရေတောက်မဲ့လူတွေကအခုထားပါတော့ကျွန်တော်တို့ တချို့နေတယ်ဆိုရေတန့်နေပါတိတ်မတော့ဘူး။ဒါပေမဲ့ဈေးကွက်ကအဲ့လိုရေတန့်တောက်လာဖို့အတွက်အလားလာအများကြီးရှိတယ်။ဥပမာပြောရအောင်။ဝယ်သူရဲ့လိုအပ်ချက်ကပုံစံစင်တယ်။ရေရတူတူပဲဒီလိုကဒီလိုပဲတောက်မှာပဲ။နောက်နောက်တူတောက်ချင်တဲ့ရေအတူတဘောပဲအဲ့လိုမျိုးပေါ့နော်။ပြီးတော့ဒီဈေးကွက်ရဲ့ဝယ်သူရဲ့လိုအပ်ချက်ပုံစံစင်တယ်။ဈေးကွက်ထဲမှာမြန်မြန်ပြန့်သွားနိုင်တဲ့အနေအထားရှိတယ်။ဒီပစ္စည်းကိုဖြန့်ရင်ဈေးကွက်ထဲမှာ wall ကိုပြန့်သွားနိုင်တယ်။ network effect တွေပါလို့ပေါ့နော်။အဲ့လိုဟာမျိုးအများကြီးရှိတယ်။ဈေးကွက်အနေအထား product အနေအထားကကူးယူဖို့ခက်တယ်။ ိုယ် product ကိုထုတ်လိုက်ကိုယ်ရေးရတော့လွယ်တာပေါ့လေဒါပေမဲ့တချို့ product တွေမှာကိုယ့်ရဲ့ product အနေထားကပကူးပိုခတ်တယ်မူပိုင်ခွင့်ရထားမျိုးတွေပါကိုယ်မှာရှိနေပေါ့ပြီးရင်ဝင်လာမယ်ဆိုရင်ကုန်ချမ်းရှာဖို့လဲနည်းနည်းလေးခတ်တဲ့ဟာလေးသူတို့မှရှိတယ်။ right ပြီးတော့ရင်နောက်တစ်ခုကကြတော့ production process ကိုရှုပ်လွယ်လွယ်ကူကူလေးလှုပ်လိုက်လို့မရဘူး။နော်။နောက်တစ်ခုကအရင်းနှီးရမ်းလိုတယ်။ပြီးရင် substitution network effect ဝယ်သူများလေလေပေါက်လေလေဖြစ်လာနေတဲ့အနေအထားရှိတယ်။ဟောကျွန်တော်တို့ product အနေအထားအဲ့လိုဖြစ်နေတယ် market အနေအထားအရှိမပြောခဲ့တဲ့အတိုင်းဖြစ်နေတယ် object တဲ့။ပြန်ဘက်ကိုလှမ်းကြည့်တဲ့အခါကျတော့ပြန်ဘက်ကနည်းတယ်။ရှိတဲ့ပြန်ဘက်ကလည်းကိုယ့်လောက်အခြေအနေမရှိဘူး။ဒါပေမဲ့လှမ်းကြည့်တယ် okay အဲ့လောက်မရှိဘူး။ကျွန်တော်တို့လုပ်ငန်းကိုပြန်ကြည့်တဲ့အခါကျတော့လေကျွန်တော်တို့မှာ product creation skill အရင်ကောင်းတယ် marketing skill လည်းအရင်ကောင်းတယ် resource လည်းလုံလောက်လောက်ရှိတယ်။ okay ခုတုံးသက်လိုက်ပြီနော်။ objective ကဇီးကွက်မြင်ရလို့မယ်ဇီးကွက်ဇီးကွက်ရဲ့အနေအထားကိုသုံးသပ်တယ် product characteristics ကိုသုံးသပ်တယ် competitor ကိုကြည့်တယ်ကိုယ်လုပ်ငန်းကိုကြည့်တယ်အကယ်၍အခုကျွန်တော်တို့ဒီလိုပြောနေတဲ့အခြေအနေတွေဖြစ်နေပြီဆိုရင်ကျွန်တော်တို့ယူရမယ့် strategy က market penetration ဖြစ်ပါတယ်ကျွန်တော်ယူရမယ့် strategy ကပါလဲ market penetration strategy ဖြစ်ပါတယ်ဒါပဲ okay ဒါဆိုရင်ဆက်ပြီးတော့ကြည့်အောင်အဲ့တော့ market penetration လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဘာတွေလုပ်ရမလဲဆိုရင် number 1 advertising ကိုအရင်သုံးအောင် advertising ကိုကောင်းကောင်းသုံးရမယ် mass media ကောင်းကောင်းသုံးရမယ် advertising mass media ဆိုတာ TV တို့တို့နောက်ပိုင်းမှာဒါလေးကိုလည်းတခြားလေးပြောဖို့ရှိတယ် mass media ဆိုတာဒီ TV တို့ radio တို့ပေါ့နော်အဲ့ဒါလေးဆိုလိုတာဖြစ်တယ်ပြီးရင် sales force ကောင်းကောင်းဖွဲ့စည်းဖို့လိုတယ် ad for generative benefit of new product တောင်းကြတဲ့အခါမှာ product ရဲ့ဟုတ်လားအားတကြက်ကို generate ပေါ့နော်ရေဘူးရဆန်တဲ့အားတကြက်ကိုမြင်းများထားပြီးကြော်ညာတင်တယ်။ Sale promotion မှာကျွန်တော်တို့ coupon တွေပေးတာတို့ sampling တွေ sampling နေနော်အမည်ပေးသုံးတာတော့နောက်တစ်ခုက quantity ဆိုတာအရေအတွက်ပုံမှန် discount ပေးရတော့စသည်ဖြင့်ဒါတွေကိုလုပ်လို့ရနိုင်တယ် free trial အလကားနော် free ပေးသုံးကြည့်တာမျိုးတွေရနိုင်တယ် expand offering အဲ့တော့စပြီဆိုတာနဲ့ product တစ်ခုထုတ်ပြီးတော့ねတခြားလူတွေမလာခင်တခြား product တွေကို product line extension ထပ်ထပ်ထုတ်ပြီးတော့လုပ်သွားတာမျိုးလုပ်လို့ရနိုင်တယ်နောက်ကွာ penetrating pricing penetrating pricing ဆိုတော့ကျွန်တော်တို့နောက်ပိုင်းမှာ pricing ပြောရင်အဲ့ကိစ္စလေးကိုအသေးစိတ်ချက်ပြီးတော့ပြောမယ် ် entrepreneur pricing ဆိုတာကကြတော့ဈေးကွက်တွေကိုထိုးဖောက်ဖို့ပြီးတတ်မှတ်တဲ့ဈေးနှုန်းတတ်မှတ်ချက်လုပ်ရမယ် product provide credit တန်းเนาะဒီမှာ wholesale တွေ duty တွေဆိုရင် credit တန်းတွေပေးတာမျိုးတွေကျွန်တော်တို့လုပ်နိုင်တယ်နောက်တစ်ခုက trade promotion for extensive distribution trade promotion တွေပေးတာ wholesale တွေကို promotion ပေးတာအဲ့ဒါကျွန်တော်တို့အခုတရားရောင်းပေးရင်အခုဟာ20ရမယ်အစဒီဖြင့်အဲ့ဒါမျိုးတွေလောက်တာမျိုးရနိုင်တယ် service installation training ဒီအားလေးကိုပေါင်းပေါင်းပေးထားဖို့ တော့ mass market ဆိုရင်ဒီနည်းလေးတုံးရမယ်ဒီဒီလောက်ရက်တွေကိုကျွန်တော်ကလုပ်ပြီးတော့ရှင်းပြနိုင်လိမ့်မယ်အဲ့တော့နောက်ထပ်အခြေအနေတစ်ခုကိုကျွန်တော်တို့ကြည့်အောင်နောက်ထပ်အခြေအနေတစ်ခုကဘာလဲလို့ပြောရင် objective က target market မှာဈေးကွက်ရှယ်ယာမများလို့ကျင်တယ်ဒီဈေးကွက်တွေမှာ target များလို့ကျင်တယ် target market မှာဈေးကွက်မှာစမ်းသုံးတဲ့လူများဖြစ်အောင်လို့ကျင်စမ်းသုံးတဲ့လူများဖြစ်နော်ခုနကသဘောပဲတကယ်ရနော်ဒါပေမဲ့ဈေး ဈေးကွက်ရဲ့အနေအထားကိုကြည့်လိုက်တဲ့အခါကျတော့ဈေးကွက်ကအလားအလာရှိတယ်။သုံးဆွဲမှုလိုအပ်ချက်တွေအကျိုးရလဒ်တွေလိုအပ်ပုံချင်းကတော့မတူတဲ့ဈေးကွက်ဖြစ်နေ။ဟုတ်ပြီနော်။တချို့လူတွေလိုအပ်တဲ့ပစ္စည်းကကျတော့ပုံစံတွေမျိုးနောက်တခြားလူတွေဟိုလိုတဲ့ပစ္စည်းကကျတော့ပုံစံတွေအဲ့လိုပုံစံမျိုးတွေဖြစ်နေတဲ့ဈေးကွက်အနေအထားဖြစ်နေတယ်။ဈေးကွက်ထဲမှာမြန်မြန်ဆန်ဆန်ပြန့်သွားနိုင်တဲ့အနေအထားရှိတယ်။ right ။အဲ့တော့ product characteristic ကကူးဖို့လွယ်တယ်။ကုန်ကျန်းရှာဖို့လည်းလွယ်နေတယ်။ product production process ကလည်းရှုပ်ထွေးမှုမရှိခုနကဟာနဲ့ပြောင်းပြန်ဖြစ်နေပြီနော်ရင်းနှီးမြှုပ်နှံမှုလည်းတိတ်မလို့ network effect ရဖို့လည်းတိတ်မလို့ product ရဲ့ပုံစံကလည်းအဲ့လိုဖြစ်နေအဲ့တော့ competitor characteristics ကကြတော့ပြိုင်ဘက်တွေများလာနိုင်တယ်ဟောဆိုဝင်လို့လွယ်တာကိုကူးဖို့လည်းလွယ်တယ်ဝင်လို့လည်းလွယ်တဲ့ခါကြတော့ကျွန်တော်တို့ပြိုင်ဘက်များလာနိုင်တယ်ရှိတဲ့ပြိုင်ဘက်တွေမှာလည်း differentiate လုပ်သွားဖို့လုံလောက်တဲ့ resource ရှိတယ်နောက်လာမဲ့ပြိုင်ဘက်တွေမှာလည်းသူတို့မှ differentiate လုပ်နိုင်တဲ့အနေအထားတွေရှိနေတယ်တွေ့ရတယ် ကိုယ့်ရဲ့ fan ကိုကြည့်တဲ့ခါကျတော့လေ limited product creation skill limited ဖြစ်နေတယ်အကန့်အသတ်တွေရှိနေတယ် marketing skill ကလည်းအကန့်အသတ်ရှိနေတယ် sufficient resource insufficient resource ပေါ့နော် resource ကလည်းလုံလောက်မှုမရှိတဲ့အနေအထားလေးတွေဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ရွေးသင်းတဲ့နည်းလမ်းတွေဘာဖြစ်လဲလို့ဆိုရင် niche penetration ပဲဖြစ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဈေးကွက်တစ်ခုလုံးကိုပိုင်းပြီးတော့ဈေးကွက်အစိတ်အပိုင်းလေးတစ်ခုကိုပဲတေချာလေးရွေးပြီးတော့အဲ့ဈေးကွက်အတွက်ကိုပဲအားဆိုင်ပြီးတော့လုပ်တာအဲ့တော့အများကြီးနဲ့တိတ်ကြိမ်ကြမ ဥမာဓာတ်ပုံဆိုပါဆိုဓာတ်ပုံရိုက်ရဆိုပါဆိုအမှအခုမှတခုဆို wedding တခုဆိုရင် corporate ရိုက်တယ်အဲ့ဒါမှကျွန်တော် niche ကိုတသက်ရှာပြီးတော့ဘယ်လိုဥမာခရီးသွားလုပ်ငန်းတွေအတွက်ဒီပဲကျွန်တော်ကရိုက်တယ်ဆိုတဲ့ပုံစံမျိုး niche ကိုပဲယူပြီးတော့လုပ်သွားတာမျိုးအဲ့ဒါမျိုးကျွန်တော်ကလုပ်နိုင်မှာဖြစ်ပါတယ် Okay အဲ့တော့နောက်တစ်ခုကြည့်မယ်အကယ်၍ niche market penetration ကျွန်တော်တို့ကရွေးလိုက်တယ်ပေါ့ဒီ strategy ကိုငါတို့လုပ်မယ်ဆိုရင်ဘာလို့ကမျိုးပြောရင် heavy advertising ကျွန်တော်စိတ် short လို့မရဘူးဒါပေမဲ့ target segment ကျွန်တော်တို့အရှိမပြောခဲ့တဲ့ mass ကကျတော့ဗာလေ mass media မှာအကုန်သုံးနိုင်တဲ့များအတကုံသုံးလို့ပြောတာဒီမှာကျတော့မဟုတ်ဘူးကိုယ့်ရဲ့ target customer ကိုရောက်သွားနိုင်တဲ့ media ကိုပဲယူပြီးတော့ဒါပေမဲ့ကြော်ညာစိတ်ကိုတော့အဲ့မှာအများကြီးသုံးအဲ့လိုသုံးမယ်ပြီးရင် extensive sales force for target customer sales force ဒါပေမဲ့ target customer တွေပြောပါနော်ဟိုကြော်ညာကကျတော့ဗာလေလို့ပြောရင် new product ရဲ့အကျိုးကျေးဇူးကိုဦးစားပေးပြီးတော့ကြော်ညာမယ် sales promotion မှာလည်းအရှိမပြောခဲ့တဲ့ပုံစံမျိုးတွေဗလား coupon ပေးရတော့ အစမ်းပေးသုံးတာတို့အရေးတော့ပုံမှာရှော့ပေးတာတို့စသည်တိုင်းလုပ်လို့ရတယ်။အစမ်းပေးသုံးကြည့်လို့ရရင်အစမ်းပေးသုံးကြည့်ရအောင်လို့တိုင်မယ်။ပြီးရင်ဘာလုပ်ရမလဲဆို product modification လုပ်အောင်။သူက product line မဟုတ်ဘူး။ product modification ဆိုတာ customer ရဲ့ feedback ကိုမူတည်ပြီးတော့လိုအပ်လိုအပ်လာတဲ့အတိုင်း product ကိုကျွန်တော်လိုက်ပြောင်းတဲ့ပုံစံမျိုးကျွန်တော်လုပ်လို့ရတယ်။ဈေးနှုန်းသတ်မှတ်ချက်ကတော့ penetrating pricing ပဲဖြစ်တင်တယ်။ product အဒီကျွန်တော်တို့ credit တန်းစီပါလေပေးရမယ်အနေထားဆိုရင်ပေးတင်တယ်။ trade promotion ကိုလည်းကျွန်တော်တို့လူတိုင်းအောင်မပေးဘဲနဲ့ ို့အတွက်အကျိုးကျေးဇူးရှိမဲ့ဟိုဒစတရီဘူတာတွေကိုပဲရွေးချယ်ပြီးတော့ပေးတဲ့ဟာမျိုးစဉ်းစားလို့ရတယ်။ in service installation training ကတော့ပုံမှန်ပုံလဲလာလုပ်ပေးနိုင်အောင်ကျွန်တော်တို့လုပ်ထားဒါတော့ကျွန်တော်တို့ဒီ niche market penetration ကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့လောက်ရမယ်အချက်တွေဖြစ်တယ်။ Okay နောက်ထပ် scenario နောက်တစ်ခုထပ်ကြည့်အောင်။အဲဈေးကွက်ထဲမှာကျွန်တော်တို့ရွေးချယ်ကဘာဖြစ်သွားလဲလို့ပြောရင် Okay ငါတို့အခုရင်းထားတဲ့အရင်းကြီး ROI ပေါ့နော်ဒီ investment investment အတိုင်းပတ်စံမြင်မြင်ရအောင်လုပ်မယ်။ နော်ဈေးနှုန်းနဲ့ပြိုင်တာများလာလို့ဈေးနှုန်းနဲ့ဈေးကွက်မှာအရင်ဈေးနှုန်းနဲ့ပဲလာပြိုင်အောင်များလို့ဒီဈေးကွက်ကအရင်ယူကြက်လာပြီးငါတို့ထွက်တော့မယ်ဆိုတဲ့ idea ဖြစ်သွားပြီကိုကတော့စလိုက်တာပဲဈေးထဲမှာဈေးကွက်ထဲမှာပြိုင်ပွဲတွေဝင်လာပြီးတော့ဟလာဈေးနှုန်းနဲ့လိုက်ပြိုင်နေတဲ့ခါကျတော့ကို့တို့အကျိုးများလာအဲ့လောက်ဒီထင်သလောက်မရတော့တဲ့အနေထားဖြစ်လာအဲ့တော့ကျွန်တော်ကလည်းရှင်းရတဲ့ဟာတွေကြည်အောင်တော့လုပ်ရမယ် idea အဲ့လိုဖြစ်သွားပြီအဲ့ဈေးကွက်ရဲ့အနေထားကိုကြည့်လိုက်ရင်ကြီးလာလို့လားလားကြီးလာလို့လဲလားလားနည်းနေတယ်စဆန်းသုံးတဲ့လူတွေကဈေးကြီးကြီးပေးဖို့အနေထားရှိတယ် product เนาะဈေးကွက်အနေထားအဖွဲ့ဆဆန်းသုံးတဲ့လူကရရဈေးများလည်းကိစ္စမရှိဘူးသုံးမယ်ဆိုတော့ပုံစံမျိုးဖြစ်နေတယ်ဈေးကွက်အနေထား product အနေထားကိုကြည့်ရင်ကျတော့ကူးဖို့လွယ်တယ်ပုံချမ်းရှာရလည်းလွယ်တယ် production process ကလည်းမရှုပ်ဘူးရင်းနှီးမြှုပ်နှံမှုလည်းတိတ်မလို့နော် network effect ရဖို့လည်းတိတ်မလို့ဆိုလိုတဲ့သဘောကတော့ computer ဘန်းကိုပြန်ကြည့်ရင် computer တွေများလာတယ်တော့လွယ်တာကိုဒီပုံစံနဲ့ထပ်ထုတ်ဖို့လွယ်လာတယ်နော်အဲ့ဒါကြောင့်ရှိတဲ့ပြိုင်ဘက်တွေမှာ differentiate လုပ်ရဖို့လုံလောက်တဲ့ resource ရှိတယ် ကျွန်တော်လုပ်ငန်းကိုပြန်ကြည့်လိုက်ရင်လည်း R&D အရန်ကောင်းတယ် product creation skill အရန်ကောင်းတယ် marketing skill လည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ရှိမှာ resource ကတော့ limited ဖြစ်နေတယ်အချိန်တွေမတူဘူးနော်တချို့ကရောပြီးတော့ရှုပ်ကုန်မှာဆိုလို့ကျွန်တော်တစ်ချက်တစ်ချက်ပြန်ဖတ်ကြည့်ရတယ်တချို့အချိန်တွေတချို့အချိန်တွေမတူဘူးအဲ့တော့ကျွန်တော်တို့က strategy စဉ်းစားရဆိုတာဒီအချိန်တွေပေါ်မှာမူတည်ပြီးတော့ပဲစဉ်းစားရမှာဖြစ်တယ်ဒါတော့ကျွန်တော်တစ်ခေါက်ထပ်ပြီးတော့တတိပြီးလာအဲ့တော့ဒီမှာဒီနေရာလေးကိုကျွန်တော်ဆက်ပြီးတော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရှိမှာ limited resource ဖြစ်နေတယ်ကျွန်တော်တို့မှာ scale တော့ကောင်းတယ် limited resource ဖြစ်နေတယ် company မှာကြတော့ ဈေးကအနေထားရဒီကလည်းလာလာတော့ရှိရယ်သုံးတဲ့လူတွေကလည်းပတ်စံပူပေးတယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုအနေထားဖြစ်နေရဆိုရင်ကျွန်တော်တို့ရဲ့သုံးတဲ့ strategy ကဘာဖြစ်လဲလို့ပြောရင် skimming and early withdrawal ပဲ skimming ဆိုတာဘာလို့ပြောရင်တကယ်ကိုအလားအလာရှိတဲ့ကိုယ်ကိုပတ်စံများများပေးနိုင်မဲ့ဈေးကွက်လောက်ကိုပဲမြင်းမြန်းဆန်းဆန်းရောင်းပြီးတော့ပြန်ထွက်လာကိုပတ်စံမြန်မြန်ကြည်ပြီးတော့ကိုမှန်းထားလောက်တော့ okay ငါရဲ့ investment 20%မြန်ရပြီမြန်မြန်လို့မြန်မြန်ရောင်းရောင်းပြီးရတယ်အဲ့လူပြီးရတယ်ထွက်ပြန် ဲ့ဒီလိုထုတ်လိုက်အဲ့ဒါမျိုးလေးကိုစဉ်းစားကြည့်ရအောင်ဟုတ်ပြီနော်အကယ်၍အဲ့ဒါဒီနီလန်းကိုကျွန်တော်တို့ screening ကိုတုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲလို့ပြောရင် limited advertising ဒါပေမဲ့ကျွန်တော်တို့အရင်လို advertising ကိုအရင်မလုပ်တော့ဘူး target ကိုပဲ target segment လေးကိုပဲခုနကပတ်စံမများပေးမယ်လို့ထင်တဲ့လူလူလောက်ကိုပဲအာရုံထားပြီးတော့ကြုံရမယ် safe force ကိုကကြတော့လုံးဝအကိုအတွက်အရေးကြီးတဲ့အလားအလာရှိတဲ့ larger account လာပတ်စံအများကြီးပေးတဲ့လူတွေကအာရုံထားမယ်အရင်ကတော့ extensive တပိုင်းမလုပ်တော့ ပြီးရင်ကြော်ညာမှာဆိုရင်သူက new product ရဲ့ benefit ကိုဦးစားပေးကြီးကြော်ညာမယ် sale promotion မှာကျတော့ကျွန်တော်တို့ပေးမယ်ဒါပေမဲ့ဘယ်မှာပဲပေးတော့မလဲဆိုရင် volume base နည်းများဝယ်တော့မှာပဲပေးတဲ့ပုံစံမျိုးကြီးကြောင်းပလိုက်အဲ့လိုမျိုးလုပ်ရတယ် free trial ပေးသုံးလို့ရတယ်ဟုတ်ပြီနော်ပြီးရင် limited edition နဲ့ development ကျွန်တော်တို့ဒီ product ပေါ်မှာ development တင်လို့ဆိုတော့ကျွန်တော်ထွက်တော့မှာဒီ product ကိုထားခဲ့ပြီးလစ်တော့မှာဈေးကွက်တွေလစ်တော့မှာ skinning pricing skinning pricing ကဘာလို့ပြောလဲကျွန်တော် pricing ကြာလည်းထပ်ပြောမယ် skinning pricing ဆိုတာဘာလို့ပြောလဲပတ်စံပေးနိုင်တဲ့ဈေးကွက်ကိုယူပြီးတော့အဲ့ဒီအချိန်မှာများများအဲ့ဒီပေးနိုင်တဲ့လူတွေရှိရတယ်များများရနိုင်တဲ့များရအောင်ကျစ်သွားတာပေါ့ skinning ဆိုတာဆိုလိုချင်အရာကျစ်တာအဲ့ဒီလက်ရှိပေးနိုင်တဲ့ customer တွေရှိရတယ်အရာကျစ်တဲ့ဈေးနဲ့များများယူထားတယ်ဟုတ်ပြီနော်ပြီးရင် provide credit limit credit down credit down ပေးဖို့လိုရဆိုရင်တော့ပေးနိုင်ပါတယ် limited use or trade promotion trade promotion တိတ်မတော့ဘူး trade promotion တိတ်မလုပ်ဘူး ပြောရရင် limited service က installation and training limit လောက်လိုက် service တွေ training လို့ကျွန်တော်တို့က limit လောက်လိုက်အဲ့ဒါကတော့အခုကျွန်တော်ဗာပြောရလို့ဆိုရင် pioneer လို့ကိုယ့်ကိုမှန်းထားတယ်ဆိုရင် pioneer strategy သုံးခုကိုကျွန်တော်ဆွေးနွေးပြတာဖြစ်တယ်ဘယ်အခြေအနေဆိုရင်တော့ဘယ်လိုနည်းလမ်းတွေကိုသုံးရမလဲဆိုတော့ပြောခဲ့တာဖြစ်တယ်အဲ့တော့ဗာစဉ်းစားရမလဲဆိုရင် okay ကိုကအခုဈေးကွက်တိကိုဝင်မလို့လုပ်နေရမျိုးဆိုရင်အခုကျွန်တော်တို့ပြောရတဲ့ကိစ္စတွေအချိန်ပေးပြီးခဏစဉ်းစားကြည့်တာငါရဲ့ product အခြေအနေကဘလိုလဲငါရဲ့ဈေးကွက်အခြေအနေကဘလိုလဲ competitor အခြေအနေကဘလိုလဲငါရဲ့ ကုမ္ပဏီရဲ့အခြေအနေကဘယ်လိုလဲငါဘယ်လိုလုပ်ရင်ရမလဲ objective ကပါလဲအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့မှတ်မှန်ကန်ကန်နဲ့ strategy တွေစဉ်းစားနိုင်မှုလို့လားဖြစ်ပါတယ်ဟောနောက်ဆုံးအနေနဲ့ကျွန်တော်တို့ pioneer တွေသတိပေးချင်တာပါလေလို့ပြောရင် pioneer ဖြစ်ရင်ကောင်းတယ်ခုနကောင်းတာတွေလည်းရှိတယ်ပေါ့နော် pioneer ဖြစ်လို့မကောင်းတဲ့ကိစ္စတွေလည်းရှိတယ်ဒီတော့ pioneer ဖြစ်ရင် building product pioneer ဖြစ်ခင်ကျွန်တော်တို့အဓိကလုပ်ရမှာ number 1 product awareness နဲ့ acceptance customer လက်ခံနေရပါဘောနော်ကာ customer တိတယ်လက်ခံတယ်တိအောင်လည်းမလုံလောက်ဘူးလက်ခံတဲ့အဆင့်ထိပါကျွန်တော်စဉ်းစားရမယ်ပြီး motivate ဒီပါ customer ကိုကိုယ့်ဟာဝယ်ခြင်းလောက် motivate ပေးနိုင်ဖို့စူးစမ်းရနော်မြဲမြဲဝယ်လောက်ဒါကွာ we left to try new product ကျွန်တော်တို့လူတိုင်းအစ်စ်ကိုကြိုက်ပါတယ်တကယ်ညာအစ်စ်ဒီလိုစမ်းကျင်တဲ့လူတွေအများကြီးပဲရှိတယ်တကယ်ကိုယ်ကတေချာလုပ်ဖို့လူတိတ်ကြောက်စရာမလိုဘူးပြောရနော် we left to try new product but အဲဒီမဲ့ကျွန်တော်တို့ဘာလို့ပြောရင် အစ်စ်ကိုစမ်းမှုကြိုက်တယ်ဆိုတာကနောက်ထပ်အစ်စ်ပေါ်လာလဲကျွန်တော်သွားစမ်းရင်စမ်းမှာဒါကိုပြောတာဈေးကွက်ရတဲ့ဘောကအစ်စ်ကိုကြိုက်တယ်ကျွန်တော်အစ်စ်ထုတ်လိုက်လဲကျွန်တော်ရှိမှစမ်းတက်မှာဒါပေမဲ့နောက်ထပ်အစ်စ်ပေါ်လာရင်ကာဆမ်မအဲ့ကိုရောက်အောင်ရောက်သွားတယ်ဒါကိုပြောတာအဲ့ဒါလည်းတတိထားကိုကအမြဲတမ်းပိုင်ဆိုင်နေပြီပိုင်နိုင်နေပြီလို့တွေးလို့မရနောက်တစ်ခုက but you need to plan for ဘာတွေစဉ်းစားလို့ try it like it deploy loyalty repeat purchase pioneer ဈေးဈေးအနေနဲ့သွားမယ်ဒီဈေးကွက်ဝင်မယ်ဆိုရင်ကိုပစ္စည်းကိုစမ်းသုံးကြည့်အောင်ကြိုက်လာအောင် နော်လုံးဝ long term relationship ဖြစ်လာအောင် ထက်ခါထက်ခါဝဲလာအောင် plan ကိုကြိုတင်ပြီးတော့စဉ်းစားထားဖို့လိုတယ်လို့ပြောတာဖြစ်ပါတယ်ဟုတ်ဒါကတော့ကျွန်တော်တို့ဈေးကွက်အတိတ်ထဲကိုဝင်ဖို့စူးစမ်းတဲ့အခါမှာစဉ်းစားလို့ရတဲ့ strategy ကြီးကိုဆွေးနွေးရတာဖြစ်တယ်အဓိကတော့ကျွန်တော်တို့က pioneer အနေနဲ့ဆိုရင်ဘယ်လိုနည်းတွေသုံးလို့ရမလဲဆိုတာကိုကျွန်တော်တို့ဆွေးနွေးခဲ့တယ်ကျွန်တော်တို့ fast mover ဟလာ late entrance ဆိုရင်ရောဘယ်လိုနည်းတွေသုံးလို့ရမလဲဆိုတာကိုလည်းအကြံပေးဆွေးနွေးခဲ့တာဖြစ်တယ် next session မှာတော့ကျွန်တော်တို့ဘာလာမလဲလို့ပြောရင် grow market မှာပေါ့ ျွန်တော်တို့ဘယ်လို strategy တွေစဉ်းစားပြီးတော့ပြိုင်လို့ရမယ်ဆိုတာကိုပြန်လာတော့မှာ